မြန်မာနေဦးခရိုနီကယ်နိုဝင်ဘာလ9ရက်နေ့မြင်တွင်အခွန်အခောက်လွဲတုံစားမှုတပ်ဖွဲ့ဝင်တချို့တူးလွန်တဲ့ရာဇဝမှုနဲ့နှွေဦးတော်လိုင်းရင်လူမြောက်နေမြေလို့ခေါ်ဆိုကြတဲ့စစ်တပ်ထိန်းချုပ်အုပ်ချုပ်ခဲ့တဲ့နေမြေတွေမြို့တွေကိုတိုက်ယူအောင်မြင်ပြီးလက်နက်ကင်တပ်နဲ့ထိန်းချုပ်ထားကအုပ်ချုပ်ရေးဖြစ်တဲ့အခွန်အခောက်တရားစီရင်ရေးတာဝန်တွေကိုစောင့်ရွက်ကြရမှာငွေကြေးအလွဲတုံစားလုပ်တဲ့တဲ့တွင် အာနာအလွဲသုံးပြီးအာရမပြုကျင့်မှုတည်ငဲ့တဲ့လူအခွင့်ရေးထိုးဖောက်မှုကနေအစိုးဆုံးအခြေအနေဖြစ်တဲ့တရားမဲ့စီရင်တက်ဖြတ်မှုတွေခက်စိတ်စိတ်ပေါ်ထွက်လာနေတာတွေ့ရပါတယ်။အထူးသဖြင့်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ထိန်းချုပ်နယ်မြေမဟုတ်တဲ့ဒေတာတွေဖြစ်တဲ့အညာဒေတာလိုရော်စောမြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီဒေတာတို့လိုနေရာဒေတာတွေကသတင်းတွေဖြစ်ပါတယ်။အခုရက်ပိုင်းသတင်းတွေမှာကမ်ဘလူးမျိုးနယ်ကအခွန်အရာရှိနဲ့ရုံးအဖွဲ့ဝင်တွေကိုအခုငွေ7000ထောင်ထိအလွဲသုံးစားလုပ်မှုနဲ့ ဖန်ဆီးစစ်ဆေးနေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။ပြေစာအတုတွေစီတစိတ်အတုတွေလုတ်ပြီးအခွန်ကောက်ခံရရှိတဲ့ငွေကိုအလွဲသုံးစားလုပ်တဲ့သဘောလိုယူဆရပါတယ်။ကမ်ဘလူးမြို့နယ်ကစကိုင်းတိုင်းထဲရှိပြီးမန္တလေးမြစ်ကြီးနာကားလမ်းပေါ်မှာရှိပြီးစကိုင်းတိုင်းတွေကတခြားသောဒေသတွေလိုပဲသစ်ရွှေစတဲ့တရံစားတာတွေထွက်ရှိတဲ့ဒေသလည်းဖြစ်တာကြောင့်အခွန်ကောက်ကောက်ခံရရှိတာကနေမနှဲလာတဲ့ဝင်ငွေရှိတဲ့ဒေသတခုဖြစ်ပါတယ်။ မကြသေးတဲ့လအနေငယ်အတွင်းကလည်းစကိုင်းတိုင်းတွေကကဏီမျိုးနေမှာလေပသုံးလုံးလို့ခေါ်ဆိုရဲပြည်သူကာကွယ်ရေးပြည်သူအုပ်ချုပ်ရေးပြည်သူလုံခြုံရေးအဖွဲ့ဝင်တွေရဲ့ငွေကြီးအလဲသုံးစားလုံးမှုတွေပေါ်ပေါက်လာပြီးပသုံးလုံးအဖွဲ့ဝင်73ကိုဖမ်းဆီးစစ်ဆေးနေတဲ့တရင်ထွက်ပေါ်လာခဲ့ပါသေးတယ်။အဆိုပါကဏီမျိုးနေကငွေကြီးအလဲသုံးစားပမာဏကလည်းကျက်ငွေ3000ကနန်းအထိရှိနိုင်တယ်လို့သတင်းဖော်ပြချက်တွေရသိရှိရပါတယ်။ရေချောင်းတည်ဆောင်မှုတွေကိုကောက်ခံတဲ့အခွန် ကဏီမြို့နယ်ထဲမှာတစိတ်တပိုင်းပါဝင်နေတဲ့အလောင်းတော်ကတ်တပါဘေးမဲ့ကျိုးဝိုင်းတစ်တော်ကတိထိုးယူမှုတွေမှာအခွန်အောက်သို့မဟုတ်လက်ငွေရယူပြီးခွင့်ပြုတဲ့ကိစ္စတွေပါဝင်တာဖြစ်ပါတယ်။ကဏီမြို့နယ်ကငွေကြေးအလဲသုံးစားမှုလက်ယူမှုတွေဟာလက်တလောကာလကြမှာဖြစ်ပွားလာတဲ့သဘောမဟုတ်ဘဲလွန်ခဲ့တဲ့နှစ်နှစ်ကျော်ဝန်းကျင်ကလေးကဖြစ်ပွားနေကြတာဖြစ်ပြီးမကောင်းတဲ့ပေါ်ထွက်ကတိုင်ကြားမှုတွေရှိပေမဲ့အေးအေးယူတဲ့အနေအထားတွေမရောက်လာခဲ့ဘူးလို့လဲဆိုကြပါတယ်။ နောက်ဆုံးတည်တည်ပြည့်ပြည့်ဖြစ်ပွားလာတဲ့အခြေအနေမှာလက်နက်ကင်တပ်ရင်းအတချို့ကငွေကြေးအလွဲသုံးစားလုပ်တဲ့အထောက်အထားတွေစုဆောင်ပြီး NUG အစိုးရအထက်ကိုဓာတ်ရိုက်တန်ကြတော့မှအခုလိုအေးအေးယူမှုတွေဖြစ်ပေါ်လာတဲ့သဘောလည်းဖြစ်ပါတယ်။အထက်ကလူသိရှင်ကြားဖြစ်ရနှစ်ခုကငွေကြေးအလွဲသုံးစားလုပ်တဲ့အဖြစ်ပြက်ဖြစ်ပြီးဖြစ်ရနှစ်ခုလုံးဟာစကိုင်းတိုင်းတွေက ဖြစ်ပါတယ်။မကွေးတိုင်း၊မြန်ရေစကြိုတို့လိုမြို့နယ်တွေမှာလည်းလက်ဖြစ်ရေနံအတွင်းတွေအများပြားရှိတဲ့ဒေသတွေမှာလည်းရေနံမှော်ကကောက်ခံရရှိတဲ့အခွန်ငွေတွေ စီမံသုံးဆွဲတာနဲ့ပတ်သက်တာအာဂရီလိုက်စာမှုတရားမဝင်လောင်းကစားနဲ့ပြည်တစားလုပ်ငန်းတွေကျယ်ပြန့်စွာလုပ်ကိုင်နေကြတဲ့အဖြစ်ပြက်တွေနဲ့ပတ်သက်လို့အညာဒူပိုင်းဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ဖော်ပြခဲ့တာရှိပါတယ်။အဆိုပါဆောင်ပါနဲ့ပတ်သက်ပြီးဖော်ပြတဲ့နဲ့မဖော်ပြတဲ့မှုဆိုတဲ့စန့်တင်ဘက်အမြင်မျိုးမျိုးလည်းပေါ်ထွက်ခဲ့ပြီးဆောင်ပါဖော်ပြမှုကြောင့်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုရှိလာတယ်ဆိုတဲ့ပြောဆိုမှုတွေလည်းရှိခဲ့တာပါ။ တဖက်အမြင်ကတော့ NUG အစိုးရလောက်ကအုပ်ချုပ်ရေးအခွန်ကောက်ခံရေးနဲ့တရားစီရင်ရေးစတဲ့အဖွဲ့အစည်းတွေအနေနဲ့တာဝန်ခံမှုရှိဖို့အရေးကြီးပြီးနေဦးတော်လန်ရေးဟာငွေကြေးချစားမှုအာဏာအလွဲသုံးမှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုမလိုလားလို့ဖြစ်ပေါ်လာတဲ့တော်လန်ရေးဖြစ်ပြီးဒီလိုကိစ္စရပ်တွေနဲ့ပတ်သက်ရင်အနေချင်းဆိုရင်တောင်မှတင်းကြီးခံခွင့်ပြုလို့မဖြစ်ဘူးတာဝန်ခံမှုတာဝန်ယူမှုအတွက်ထုတ်ဖော်ပြောဆိုရမယ်ဆိုတဲ့အမြင်တွေလည်းရှိနေတာဖြစ်ပါတယ်။ ီလိုငွေကြေးလဲသုံးစားမှုတွေလက်ဆောင်မှုတွေဖြင့်ကြီးလေးတဲ့လူအခွင့်အရေးချိုးဖောက်မှု ရာဇဝတ်မှုတွေကိုလက်နက်ကင်တပ်ဖွဲ့ဝင်တွေကကျူးလွန်တဲ့ဖြစ်ရပ်တွေလည်းရှိခဲ့တာဖြစ်ပါတယ်။2021ခုနှစ်စတင်ခါစားကလေးကရမေဘီမြို့နယ်မှာဘူတန်မနီလိုနောက်ပိုင်းအမည်ပေးခေါ်ဆိုကြတဲ့ရခင်တပြေးရေးဆရာတော်ဦးတော်ပါကနဲ့အဖွဲ့ကအဆိုပါဒေတာကဒေတာခံ PDF တွေမိသက်တပ်ဖွဲ့ဝင်တွေနဲ့အရက်သား20ဝန်းကျင်ကိုတပ်ဖြတ်ခဲ့တဲ့ဖော်ထုတ်တိုင်ကြားခဲ့တဲ့ဖြစ်ပျက်ကအစောဆုံးလူခွင့်ရေးချိုးဖောက်မှုတစ်ခုဖြစ်ပါတယ်။ အဲဒီနောက်မှာချောင်းမြို့နယ်တဲကကြေးရွာတရားမှာအသက်မပြည့်သေးတဲ့မိန်းကလေးနဲ့ယောက်ျားလေး6ခုနှစ်ကိုဒေသကာကွယ်လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကဖမ်းဆီးအာရမပြုတင်ပြီးတပ်ဖြတ်ခဲ့တဲ့အဖြစ်ပြန်စောမြို့နယ် PDF တပ်ဖွဲ့တပ်ဖွဲ့ကမိသားစုတစုနဲ့ဧည့်သည်ပါဝင်ခုနှစ်ဦးခန့်ကိုတပ်ဖြတ်ပြီးပိုင်ဆိုင်မှုတွေယူဆောင်သွားတဲ့အဖြစ်ပြက်တွေလည်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ယမန်နေ့ကလည်းကမ်ဘလူးမြို့နယ်မှာ ပလဖမျိုးနယ်တာဝန်ခံနဲ့အခြားသူတွေကအထောက်ခံနေရတဲ့အမျိုးသမီးတွေပေါ်လိမ့်မိုင်းဆိုင်ရာအမျက်ထုတ်မှုတွေဖြစ်ပွားခဲ့တာလည်းရှိပါတယ်။မကြသေးခင်ကလည်းစိုးမျိုးနယ်တွေကကြည်ရွာတရမှာအတမပြည့်သေးတဲ့မိန်းကလေးငယ်ကို PDF တပ်ဖွဲ့ဝင်တအူးကအာရမပြုကျင့်တပ်ဖြတ်ပြီးအလောင်းကိုစေးရုံဟောင်းတဲ့ဖျောက်ဖျက်ထားခဲ့တဲ့အဖြစ်ပြက်ဖြစ်ပွားပြီးဒေသခံတွေကကျူးလွန်သူကိုတည်ရန်ပေးဖို့ဆန္ဒပြတဲ့ဖြစ်ရဖြစ်ပွားခဲ့ပါတယ်။ ကျူးလွန်သူကိုဖမ်းဆီးထားပြီးဖြစ်ပေမဲ့အမှန်တကယ်ထိရောက်စွာအရေးယူပါမလားဆိုတဲ့တန်တရားဖြစ်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။အထက်ကလို့တရားဥပဒေမဲ့တပ်ဖြတ်မှုအာဓမ္မပြုကျင့်မှုစတဲ့ကြီးလေးတဲ့လူအခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ကျူးလွန်သူတွေကိုထိရောက်စွာအရေးယူအပြစ်ပေးနိုင်ခြင်းမရှိတာတွေ့ရပါတယ်။တော်လိုင်းကြီးကာလာဖြစ်လို့တော်လိုင်းကြီးကာလာပြီးနောက်အပြစ်ပေးတာခံယူပါမယ်ဆိုတဲ့ပြောဆိုမှုနဲ့လူလူကိုနှစ်သိမ့်ပြောဆိုကြတာမျိုးရှိနေပြီး ဒီလိုကျူးလွန်မှုတွေအတွက်အပြစ်ဒဏ်ခံရခြင်းကကင်းလွတ်နေတာတွေကအလားတူပြစ်မှုတွေထပ်မံပေါ်ပေါက်လာဖို့လမ်းဖွင့်ပေးသလိုရှိနေတာပါဒီသတင်းတွေကိုလေ့လာသုံးသပ်ကြည့်တဲ့အခါဗမာလူမျိုးများစုနေထိုင်တဲ့အညာဒေသနဲ့ PDF ထိန်းချုပ်ဒေသတွေကသတင်းတွေပဲပေါ်ထွက်လေ့ရှိပြီးတိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသတွေမှာရောအလားတူအပြစ်ပြက်တွေမရှိဘူးလားလို့မေးစရာရှိပါတယ် တိုင်းဒါလနဲ့ကန်ထိတ်ထုတ်ဒေတာတွေမှာလည်းအလားတူဖြစ်ရတွေလုံးဝမရှိမဖြစ်တာမျိုးတော့မဟုတ်မယ်မထင်ပါဘူးဖြစ်ပွားမှုတွေရှိနေမှာတန်တရားဖြစ်เสียမှာရှိပါဘူးဒါပေမဲ့ဖြစ်ပွားမှုအရေးတော်ကိန်းကနန်းတွေကဗမာလူမျိုးတွေအများစုနေထိုင်တဲ့ဒေတာတွေလောက်မများပြတာ ဖြစ်နိုင်ပါတယ်ပထမတစ်ချက်ကတိုင်းဒါလနဲ့ကန်တပ်ဖွဲ့တွေအနေနဲ့ထိတ်ထုတ်နယ်မြေတွေအခုနေဦးတော်လန်ဤကာလမှာမှရှိလာတာမျိုးမဟုတ်ပဲအခုလိုမကြေပြန့်သည့်တိုင်းအောင်ရခင်ကာလတွေကတည်းကထိန်းချုပ်နေမြေရှိနေပြီဖြစ်လို့ အုပ်ချုပ်ရေးတရားစီရင်ရေးနဲ့အခွန်အောက်ကိစ္စတွေစီမံခန့်ခွဲမှုစနစ်တခုရှိပြီးသားဖြစ်တဲ့အချက်အမျိုးသားရေးနဲ့ထိမ့်သိမ်းဆောင်ရွက်ကြတဲ့အထက်တွေကမမလူမျိုးများစုနေထိုင်တဲ့ဒေသတွေနဲ့မတူညီတဲ့အကြောင်းရင်းဖြစ်ပါလိမ့်မယ်ဒီဒေသတွေနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့စီမံခန့်ခွဲမှုအောက်မှာရှိတဲ့နယ်မြေတွေမှာအခုထပ်ပို့ပြီးအုတ်ချုပ်ရေးတရားစီရင်ရေးနဲ့ကောက်ခံရရှိတဲ့အခွန်အောက်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး အလွဲသုံးစားမှုမပေါ်ပေါက်ရင်းနဲ့လူမှုပေါ်ဝင်ထုတ်ဝင်ပို့တက်နိုင်သမျှနေပါစေဖို့ပိုးပြီးအာယုံဆိုင်ကြက်မှတ်လှုပ်ဆောင်နိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ်လက်နက်ကင်တော်လိုင်းရင်9နှစ်ဒီပါရောက်လာချိန်မှာတချို့သောအရာတွေကခိုင်မာတဲ့စနစ်စည်းကမ်းတွေရှိနေဖို့လက်တွေ့ကျင့်သုံးနိုင်မှုနဲ့တာဝန်ခံမှုရှိဖို့လိုအပ်နေတာကိုဖြစ်ပွားနေတဲ့ကိစ္စရပ်တွေကညွှန်ပြနေတာလည်းဖြစ်ပါရဲ့ရှင်။